မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ14ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်စခန်းတိုက်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်ပင်လယ်ကြီးအကြမ်းဖက်စစ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ရုပ်တံကိုမန္တလေး PDF ကဇွန်လ13ရက်နေ့မှာထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇော်လိုက်လာကစတင်ပြီးတော့မန္တလေး PDF တပ်ဖွဲ့ကစေကူးမြို့နယ်အတွဲမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စခန်းများကိုထိုးစစ်ဆင်တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့လက်ရှိအချိန်မှာစေကူးမြို့နယ်အတွဲမှာရှိတဲ့ပင်လယ်ကြီးတပ်စခန်း၊ရွှေပြည်ရဲစခန်း၊လက်ပံလရဲစခန်း၊ကြီးတောက်ပေါက်တပ်စခန်း၊ကံတောင်တပ်စခန်းအပါအဝင်အကြမ်းဖက်စစ်ကောင်စီတပ်စခန်း၁၁ခုကိုတိမ့်ပတ်ရရှိထားတယ်လို့သိရပါတယ်။ဒါ့အပြင်ပင်လယ်ကြီးတပ်စခန်းကထွက်ပြေးသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမန္တလေး PDF တပ်ဖွဲ့ကလိုက်လံတိုက်ခတ်ခဲ့ပြီးတော့စစ်သား၂ဦးသေဆုံးကဗိုလ်ကြီးတအုပ်အပါအဝင် ၃ဘန်း၄ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးအတိုင်းမိုးကုတ်မြို့အရှိပိုင်းကိုအချမ်းဘတ်စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ရာပြည်သူနှောက်ဦးတိတ်ဆုံးပြီးစစ်ကောင်စီကကုန်စီစီးဆဲမှုကိုဖျက်တောက်ထားတဲ့အတွက်ထောင်နဲ့ချီတဲ့ပြည်သူများဟာအလူရှင်များဝင်ငှနေတဲ့ဆန်ရရှိရေးအတွက်တန်းစီနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ23ရက်နေ့မှာမိုးကုတ်မြို့အရှိပိုင်းစေယုံကြီးအနီးမိခင်နဲ့ကလေးဆောင်ရှောက်ရေးရုံဘေးကိုအချမ်းဘတ်စစ်ကောင်စီကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မင်းတရာအနောက်ပိုင်းအထွက်နဲ့ဝက်ကုံဝက်ခုံအနောက်ပိုင်းအထွက်ကိုအချမ်းဘတ် က်စစ်ကောင်စီကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြားရောက်ပောက်ကွဲခြင်းကြောင့်ပြည်သူ၅ဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။ဇူလိုင်လ13ရက်နေ့မိုးကုတ်အရှိပိုင်းစေယုံကြီးနာမိခင်နဲ့ကလေးစောင့်ရှောက်ရေးရုံးဘေးကိုစစ်ကောင်စီကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြားရောက်ပောက်ကွဲတယ်။ပြည်သူတွေရဲ့နေအိမ်တွေအပေါ်ကိုလည်းကျပါတယ်။ဒါပေမဲ့ပြည်သူတွေကဘုန်းခိုခြင်းနဲ့ဝင်နေလို့တော်သေးတယ်။အောင်သိတိရက်ွက်ထဲကျတာတော့ကံကောင်းပြီးမထိခိုက်ခဲ့ပေမဲ့မင်းတရာအနောက်ပိုင်းအထွက်မှာအသက်40ဝန်းကျင်အရွယ်အမျိုးသမီးတအုပ်နဲ့ဝက်ကုံဝက်ခုံအနောက်ပိုင်းအထွက်မှာ လူငယ်တအူးလက်နက်ကြီးချလို့ဘိုက်ပွင့်ပြီးတိတ်ဆုံးခဲ့ပါတယ်လို့ဒေသခံပြည်သူတအူးကပြောဆိုထားပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီကမိုးကုံမြို့ကိုကုန်စီစီးဆင်းမှုများဖျက်တောက်ထားခြင်းကြောင့်ထောင်နဲ့ခြေတဲ့ပြည်သူများဟာအလူရှင်များဝင်ကားတဲ့ဆန်ရရှိရေးအတွက်တန်းစီပြီးတော့ဆောင်ဆိုင်နေကြရတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကလမ်းတွေကိုပိတ်ထားတာကြောင့်ကုန်စီစီးဆင်းမှုပြတ်တောက်နေတဲ့မြို့ကန်ပြည်သူတွေဟာပေရေးထက်နေရေးကိုပူပန်နေရတာကြောင့်မနက်3:00ခန်းကအလူရှင်တွေရဲ့လှူတဲ့ဆန်ကိုရရှိဖို့တန်းစီနေရပါတယ်။ ဇူလိုင်လ23ရက်နေ့မှာလူထောင်ချီတန်းစီနေတဲ့အဲ့ဒီနေရာဟာမင်းညကမှလောလောလတ်လတ်တိုက်ပွဲဖြစ်ခဲ့တဲ့နေရာပါတချို့လူတွေအတွက်တော့စားစရာဆံမရှိတော့တိုက်ပွဲဖြစ်ပြီးတိမာကိုမကြောက်နိုင်ကြတော့တာမိုးကုတ်မန္တလေးလမ်းကျော်မိုးကုတ်အထွက်148စစ်ခွေးစစ်တပ်ကပိတ်ထားလို့ဒုက္ခရောက်ကုန်ကြတာပါလို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့နယ်မောင်တော်မြို့တွေမှာအချမ်းဘတ်စစ်ကောင်စီကခန့်စစ်ပြင်ဆင်နေပြီးစစ်သားများတပ်ဆွဲခဲ့တဲ့နေရာစုခွာသွားတဲ့လမ်းတလျှောက်နဲ့မြို့အဝင်အထွက်များမှာမိုင်းများကိုထောင်ထားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိတိုက်ပွဲတွေဖြစ်ပွားလျက်ရှိတဲ့တန်တွဲမြို့နယ်မောင်တော်မြို့များမှာအချမ်းဘတ်စစ်ကောင်စီတပ်သားတွေကခန့်စစ်ပြင်ဆင်နေကြပြီး မြို့တွင်းကိုဝင်ရောက်နိုင်တဲ့နေရာများတံတားများနဲ့၎င်းတို့စခန်းချခဲ့တဲ့နေရာများမှာမိုင်းများကိုထောင်ထားခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ရခိုင်တပ်တော်ကအလုံးစုံသိမ်းပိုက်ထားပြီးဖြစ်တဲ့မြို့များမှာရှိတဲ့စစ်ကောင်စီရဲ့အခြေစိုက်တပ်စခန်းများ၊ဗျူဟာဌာနချုပ်၊စကခဌာနချုပ် ၎င်းတပ်စခန်းအနီးနားပတ်ဝန်းကျင်လူသွားလမ်းစာတင်ကြောင်းစကြက်မြေနေရာများမှာအကြမ်းဖက်စစ်ကောင်စီကစွတ်လုံမိုင်းများကိုခြံထားခဲ့ရာအဲ့ဒီမိုင်းတွေကိုနင်းမိပြီးတော့အရသာပြည်သူလူထုများဟာနေတိုင်းနေပါကိုအသက်ဆုံးရှုံးခြင်းကိုလက်အင်ကဆုံးရှုံးခြင်းများကိုကြုံတွေ့နေရဆဲဖြစ်တယ်လို့သိရပါတယ်ဇူလိုင်လ12ရက်နေ့ကလည်းတန်တွဲမြို့ နန်းတော်တောင်တရာနန်းချောင်းတရာကိုဖောက်ခွဲဖြက်စီရန်တရာပေါ်မှာမိုင်းထောင်ထားခဲ့တယ်လို့သိရပါဗျ။ဒါအပြင်၎င်းတို့စုတ်ခွာရလမ်းကြောင်းတစ်လျှောက်နဲ့၎င်းတို့စခန်းချရာနေရာအနီးပတ်ဝန်းကျင်တွေမှာလည်းစွန့်လွတ်မိုင်းများကိုထောင်ထားခဲ့တယ်လို့သိရပါဗျ။ဒါကြောင့်ပြည်သူများအနေနဲ့မိုင်းနဲ့ပတ်သက်တဲ့ဘ ഹു ဒုတာအသိပညာများကိုသိရှိအောင်ပြုလုပ်ထားခြင်းစစ်ကောင်စီရဲ့တပ်စခန်းများတပ်စခန်းပတ်ဝန်းကျင်များစစ်ကောင်စီယာယီစခန်းချခဲ့တဲ့နေရာများမှာမိုင်းအန်တီရဲ့တရိမမှုပဲနဲ့တွာလာခြင်း ်ပားကောင်ရှာဖွေခြင်းကျွဲနွားများကိုအစာကျွေးရန်စေလွတ်ထားခြင်းများကိုလက်တလောအခြေအနေများမှာမပြုတ်လောက်ကြဘဲနဲ့မိုင်းသတိနဲ့သွာလာနေထိုင်ကြဖို့ကိုရခိုင်တပ်တော်ကအတိပေးပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာဗီတော့တင်ဆက်ပြရမယ်သတင်းကတော့မတရားနဲ့စင်ကူးမျိုးနယ်တိုက်ပွဲများအတွင်းမှာဖမ်းဆီးရမိတဲ့စစ်တုံးမန်းများထဲမှာစစ်မှုထမ်းအပတ်စဉ်တင်တန်းသားများပါဝင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှမ်းမန်စစ်စင်ရေးအဖြစ်နဲ့မတရားစင်ကူးမျိုးနယ်တိုက်ပွဲများအတွင်းစစ်တုံးမန်း150ဝန်းကျင်အထိကိုဖမ်းဆီးရမိခဲ့ရမှာ စစ်ကောင်စီရဲ့စစ်မှုထမ်းအပတ်စဉ်တက်တင်တန်းသားများပါဝင်နေကြောင်းကိုကိုအော်စမွန်ကပြောကြားထားပါတယ်။ကျွန်တော်တို့ဖမ်းဆီးရမိထားတဲ့တုံမန်းနေထဲမှာစစ်ကောင်စီကစစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးတော့ပြုလုပ်တဲ့အပတ်စဉ်တက်တင်တန်းသားတွေပါနေတယ်လို့ကျွန်တော်တို့သိရပါတယ်လို့ကိုအော်စမွန်ကပြောကြားထားပါတယ်။ဒါ့အပြင်မရယာနယ်နဲ့စင်ကူးမြို့နယ်တိုက်ပွဲများမှာပေဆုံးခဲ့တဲ့စစ်ကောင်စီတပ်သားတွေတဲကစစ်မှုထမ်းအပတ်စဉ်တက်တင်တန်းသားများပါဝင်နေတယ်လို့ မန္တလေးမြို့ကတချို့ကပြောဆိုထားပါတယ်ရက်ွက်ထဲကကလေးတယောက်အပတ်စဉ်တစ်ထဲပါသွားတယ်ပြီးတော့မရိယာဘက်ကိုပါသွားတာအခုကြာသွားပြီဆိုပြီးတော့ဆက်သွယ်လာတယ်လို့ မန္တလေးမြို့စင်ကြေဘုံရက်ကွက်တစ်ခုကဒေသခံတအုပ်ကပြောဆိုထားပါတယ်။စုံစမ်းသိရှိရတဲ့အချက်လက်များအရစေကောင်းစီကပြည်သူ့စစ်မှုထမ်းအပတ်စဉ်တစ်ဆင်းတပ်သားတဲ့များကိုရှေ့တန်းစစ်မြန်နာများကိုပို့ဆောင်နေပြီးတော့မိသားစုဝင်နေနဲ့ပါအဆက်အသွယ်ဖြတ်တောက်ထားတယ်လို့သိရပါတယ်။စစ်မှုထမ်းရန်ခေါ်ဆောင်တဲ့အချိန်မှာရှေ့တန်းကိုပို့မှာမဟုတ်ဘူးလို့စေကောင်းစီနဲ့စေကောင်းစီဝါဒဖြန့်မီဒီယာများကလိမ့်လည်ပြောဆိုခဲ့ကြတော့လေရခိုင်ပြည်နယ်တိုက်ပွဲများကိုအပတ်စဉ်တတင်တန်းစင်းများကိုဆေလွတ်ခံရပြီးတိတ်ဆုံးဒဏ်ရာရသူအများအပြားရှိခဲ့ကြောင်းစုံစမ်းသိရှိရပါတယ်။ တန်တွဲမျိုးတိုက်ပွဲများမှာလည်းအပတ်စဉ်တက်တင်းတန်းဆင်းများပါဝင်နေကြောင်းသတင်းရရှိပါရယ်စစ်သားတက်အထမစုဆောင်းနေတဲ့ပြည်သူစစ်မှုထမ်းဥပဒေကိုထိရောက်စွာအကောင့်ထည့်ဖော်ရန်အာနာသိန်းခေါင်းဆောင်ကညွှန်ကြားထားကြောင်းစစ်ကောင်စီရဲ့ကာကွယ်ဝင်ကြီးဗိုလ်ချုပ်ကြီးတင်အောင်ဆန်းကလည်းဇော်လိုက်လာ၁၂ရက်နေ့ကပြုလုပ်တဲ့ပြည်သူစစ်မှုထမ်းစင့်ခေါ်ရေးဗဟိုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာပြောကြားထားပါတယ် ပထမအတုတ်တုံးကယာဓာချက်9000ပြည့်မိတယ်။နောက်ပိုင်းဒုတိယအတုတ်နဲ့တတိယအတုတ်တွေကြတော့4000နဲ့4000အောက်ကိုကျသွားတယ်။နောက်ပြီးတင်တန်းကြောင်းတွေကနေပြီးတော့ထွက်ပြေးနေတဲ့ဒူတွေလည်းရှိခဲ့တယ်။နောက်ပြီးတော့အပတ်စဉ်၄ကမကြခင်စတင်တော့မှလို့တက်တွင်းသတင်းအရေးမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်ကုတ်ကဲရဲစခန်းကနေဈေးဝယ်ထွက်လာတဲ့ စစ်ကောင်စီအုပ်စုရဲနှစ်ယောက်ကိုဇူလိုင်လ12ရက်နေ့ညနေပိုင်းကကင်းမုံဝစ်ပြီးတော့ပြစ်ခတ်ဖမ်းဆီးခဲ့ရာရဲတယောက်ကိုဖမ်းမိပြီးတော့လက်နက်သိမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ12ရက်နေ့ညနေ3နာရီကျော်အချိန်ကမြင်းကြံမြို့နယ်ကုတ်ကဲရဲစခန်းကနေဈေးဝယ်ထွက်လာတဲ့စစ်ကောင်စီအုပ်စုရဲညီညီထွန်းနဲ့နောက်လိုက်တအုပ်ကိုပြစ်ခတ်ဖမ်းဆီးခဲ့တာလို့ဆိုပါရယ်ဈေးဝယ်ထွက်လာတဲ့အချိန်မှာနယ်မြေကန်ကနေသတင်းရရှိလာကြောင်းချိုးတင်ဆောင်ဆိုင်ကင်းမုံဝစ်ပြီးတော့ပြစ်ခတ်ဖမ်းဆီးခဲ့ပါတယ်အခုလိုပြစ်ခတ်ဖမ်းဆီးမှုမှာ G3 တလက် 7.62G 43တောင်းဖုန်းတစ်လုံး ိတ်တလုံးတို့ကိုတင်စီရရှိခဲ့ကြောင်းရွှေချန်သားပျောက်ကြားတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်လက်ရှိမှာစစ်ကောင်စီအုပ်စုကမြင်းကြံနဲ့နထိုးကြီးမြို့နယ်ထဲမှာရွာစဉ်ပတ်မွေလူသက်လူရက် မိရှုံနေပြီးတော့ဇူလိုင်လ10ရက်နေ့ကလည်းမြင်းကြံနဲ့နထိုးကြီးမြို့နယ်အဆက်နထိုးကြီးမြို့နယ်လက်ဝဲမြင်းနေရွာကိုစစ်ကောင်စီကစီးနင်းပြီးတော့လူသက်လူရက်မိရှုံခဲ့ရမှာဒေသခံ9ဦးထက်မနည်းသေဆုံးပြီးအင်ဂျီယာနဲ့ခြေပြီးတော့မိလောင်ပြကြခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့မှာစစ်ကောင်စီအုပ်စုကပေါ်တာဆွဲပြီးတော့စစ်သားတဲ့စုဆောင်းထားတဲ့လူငယ်လူရွယ်အယောက်140ကျော်ကိုမန္တလေးတောင်ကြီးကခြေလင်းတရင်ခလာရ65ထဲမှာစုပြုံထားရှိပြီးတော့ဒဇာကန်လူသားတိုင်းကသဘောမျိုးနဲ့အတုံးချနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီအုပ်စုဟာအခုဇူလိုင်လအပတ်စဉ်၄အတွင်းစစ်သားတဲ့စုဆောင်းမှုအဖြစ်မန္တလေးမြို့ပေါ်ကလူအယောက်160ကျော်ကိုစစ်သားတဲ့စုဆောင်းမှာဖြစ်ပြီးတော့လက်ရှိမှာလူ140ကျော်ကိုပေါ်တာဆွဲစုဆောင်းပေးပြီးဖြစ်တဲ့အတွက် မှမှန်လိုအပ်နေသေးတဲ့လူအယောက်20လောက်ကိုနေစင်တဲ့အမြပေါ်တာဆွဲနေတယ်လို့စေအုပ်စုနဲ့နှိစက်တဲ့သူတွေကပြောပါတယ်လက်ရှိမှာပေါ်တာဆွဲစစ်သားတဲ့စူးစောင်းထားပြီးတဲ့သူတွေကိုတောင်ချေကခတ်လိုက်ရ65ထဲမှာထားရှိပြီးတော့တင်းနှံမပေးဘဲနဲ့ဆက်လက်ပေါ်တာဆွဲနေကမိသားစုဝင်တွေကိုတော့ထောင်ဝင်စာတွေ့တယ်လို့မျိုးတွေ့ခွင့်ပေးနေတယ်လို့ဆိုပါတယ် မန္တလေးကစစ်မှုထမ်းပါတဲ့သူတွေကိုမန်းတောင်ကြီးက65တပ်ထဲမှာထားတယ်။ထောင်ဝင်စာတွေ့တယ်လို့ပဲမိသားစုက10မိနစ်15မိနစ်တွေ့လို့ရတယ်။အခုလက်ရှိ140ကျော်ရှိတယ်။ဒီလအတွက်160ကျော်အောင်ပြည့်အောင်စုရမယ်ဆိုပြီးတော့အယောက်20ထပ်ရှာရအောင်မယ်လို့ပြောဆိုခဲ့ပါတယ်။လက်ရှိပေါ်တာဆွဲပြီးတော့လူသစ်စုခံရတဲ့သူတွေအများစုဟာစိတ်ပန်းရက်ကွက်အပါဝင်မဟာအောင်မြေမြို့နယ်တွေကဖြစ်ပြီးတော့ကိုယ်တိုင်သဘောဆန္ဒအရစစ်မှုထမ်းဖို့လိုက်ပါလာတဲ့သူတွေမဟုတ်ပဲနေအိမ်တွေလမ်းမတွေဘောကနေ အဓမ္မဖန်စီခံရကပေါ်တာဆွဲခံရတဲ့လူတွေဖြစ်တယ်လို့ဆိုပါရတယ်။စစ်ကောင်စီအုပ်စုဟာပြီးခဲ့တဲ့မတ်လကစပြီးတော့နိုင်ငံတော်ကလူငယ်လူရယ်တွေကိုအတင်းအဓမ္မစစ်သားတွေစုဆောင်းနေတာဖြစ်တယ်လို့သိရပါရတယ်။စစ်သားတွေစတင်စုဆောင်းခဲ့တဲ့အပတ်စဉ်တည်းမှာမန္တလေးမြို့ပသိမ်ကြီးမြို့နယ်အတွင်းရက်ွက်တစ်ခုကိုအ ਨੇ စုံလူနာဦးကနေအများဆုံး6ဦးအထိစုစုပေါင်းတမြို့နယ်လုံးအတွက်လူအယောက်150ကျော်ကိုစစ်သားတွေစုဆောင်းခဲ့တာဖြစ်ကြောင်းတင်ရရှိပါရခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ